အပိုင်းလေအချစ်ဟာအနံ့ရတာနဲ့ပြေဆုံးတဲ့နှစ်လူပွဲရာအစိတ်ခွက်ပဲမေးငရောက်ပြီနော်ဟဲအလုံးမသွားတာလားအင်းငယ်ဒီနေ့ဘာလို့ဆော့ဆော့ပြန်လာလဲသီလားဟွန်းအင်းဒီနေ့ငယ်မွေးနေလေဟဲကျမအလုံးဝမ်းနေမိတယ်မေးနေလိုက်တာတောင်းမှန်ပါတယ်ငယ်ရဲ့မေးမေး ဘာမှမဖြစ်ပါဘူးမေရဲ့ငယ်နားလဲပါရဲ့အပြစ်မသွားတော့ဘူးဘာစားချင်လဲဘာလုပ်ချင်လဲငယ်လုပ်ပေးမယ်အော်တောက်ကြမလားအင်းငယ်တဘောပါပဲအိညာကဝရဏာမှာငယ်နဲ့ကျမအတူတောက်ကြတယ်အရင်ကအရက်ကခားတယ်ထင်ရပေမဲ့အကိုနဲ့တွေ့ပြီးနောက်ပိုင်းအကိုအချစ်ကပိုခားကြောင်းသိခဲ့ရတယ်။အကိုဆိုင်သိမ့်နေပြီ။ရေတေးသေးသာ ြင်ရတော့တယ်။ငယ်မေဒီကောင်ကိုအပေါ်ကနေပလင်းခွဲနဲ့ထုခွဲရိုက်လိုက်ရမလား။လှုပ်ချင်လှုပ်လိုက်လိမ့်မေ။ဟုတ်ပြီ။ဟုတ်ပြီငယ်။လက်တန်းများကိုကင်ကမတ်တက်ထရလိုက်ချင်းကျမမြင်နေကြလို့မဟုတ်ဘဲအခုနောက်မှာအခုအမျိုးသမီးပါပါလာတယ်။ငယ်တွေ့လား။တွေ့ရလားငယ်။ငယ်ပါမပြန်မပြောပလင်းနဲ့ကိုခေါင်းကိုသာရိုက်ခွဲလိုက်မိတယ် ျမ်းပြင်ပေါ်သို့ကျမပြစ်လဲသွားပြီးကျယ်ရီမြင်နေရတယ်။ပြီးတော့ငယ်ခေါ်တန်းတွေနှုတ်ကလည်းရည်ရွတ်နေမိတယ်။ငါကြည့်လို့မိတဲ့ကန်တပါဟာမင်းပဲ။မျက်လုံးများကိုမိတ်ချပြစ်လိုက်တယ်။တတိပြန်ရတော့ခေါင်းမှာပတ်တီးစီထားရပြီ။ညကရောခုမနဲ့ရောဘာရီဘလူးဆက်ဖြစ်ခဲ့လဲဘာမှမသိဘူး။အဆောင်ရှင်ကိုလည်းငယ်ဘလူးတွေတောင်းပန်ခဲ့ရတယ်လဲကျမမသိ။နိုဘီလာမေ อืมตะตาล่ะข้องไก่นี่ล่ะจะตาสัญญุลงนี่ล่ะขณะนี้มาตองเนาะญาญาบาริผิดทีเลยအဆောင်ရှင်ရောဘာပြောသေးနေစိတ်မပူပါနဲ့ငယ်ကြည့်ပြောထားတယ်။ဟင်ဖုန်းရောမိဖုန်းရောအင်းဒီမှာအကိုစီကဖုန်းများဝင်ထားတာတွေ့ပေမဲ့ကျွန်မပြန်မဆက်ခဲ့။သို့တော့ line ဖွင့်လိုက်တော့ Viber မှာအကို active နောင်ဖြစ်နေတယ်။ ညာကဘာဖြစ်တာလဲခလေးကိုကောင်ကိုရိုက်ခွဲလိုက်တာအကိုစာကိုချက်ချင်းဖတ်ပြီးအကိုစီကဖုန်းဝင်လာခဲ့တယ်ဟယ်လိုပြောပါမေကိုကိုခရီးပေးကွာကိုကိုကိုနာကျင်အောင်မလုပ်ပါဘူးလို့မင်းနာကျင်ကိုနာကျင်ရတယ်လို့ပဲကွာအကိုဟာအကိုနာကျင်မှာကြောက်လို့ပြောနေတာလားကျမနာကျင်မှာကြောက်လို့ပြောနေတာလားဆိုတာကျမဝီခွေမရမင်းအတွက်မင်းပဲဖြစ်ဖြစ် ကိုယ်စကားနားထောင်တာပဲဖြစ်ဖြစ်နောင်နောင်ကိုကိုကိုနားကျင်အောင်မလုပ်ဘူးလို့ခရီးပေးပါလားယင်ခရီးပေးပါတယ်မလုပ်တော့ပါဘူးကိုဒါပေမဲ့အခုကြောင့်အခုကြောင့်နားကျင်ရရင်ရောကိုတောင်းမှန်ပါတယ်ကွာပါကျမအရန်ဝမ်းနေမိတယ်နားကျင်စရာကောင်းလိုက်တဲ့ဇလန်အစမှကလေးကနားကျင်နေရတယ်ဒီလိုဇလန်မျိုးရှိပါဦးမလား မနည်းနိုင်မှုဆိုတာလည်းသိတယ်။နာကျင်ရမှလည်းသိတယ်။ဒါပေမဲ့နှလုံးသားတွေကကြိတ်မိပြီးချစ်ချင်နေသေးတယ်။မုန်းလို့ရမယ်၊မေးလို့ရမယ်ဆိုရင်မေးတကယ်မုန်းလိုက်မေးလိုက်ချင်တယ်။တင်လာအကိုဆက်မပြောပါနဲ့တော့ကွာမပြောပါနဲ့တော့ဒါဟာဇလန်းမဟုတ်ဘူးလက်တွေ့ဘဝပါမေးမင်းနာကျင်ရမယ်ဆိုတာကိုချိုတိခဲ့ရင်ချစ်တယ်လို့ဖွင့်မပြောခဲ့ဘူးတိလား မေတို့တယောက်ကိုတယောက်တကယ်ချစ်ခဲ့ကြတာပဲမဟုတ်လားယင်ဘာလို့မေတို့ကြမှာဒီလိုတွေခံစားနေရတာလဲဘာလို့လဲအကိုရဲ့ဘာလို့လဲမငိုပါနဲ့ကွာဖြေပါဖြေစမ်းပါဘာကြောင့်မေအတွက်အချစ်ကနာကျင်နေရတာလဲဘာကြောင့်လဲမေဘာမှနေလဲဖြေပေးပါအကိုရဲ့ဖြေပေးပါခလေးတယောက်လိုအော်ဟင်ငိုယူပြောဆိုလိုက်မိတယ်အဖြေမရှိဘူးထင်ပါရဲ့အကိုတိတ်ဆိတ်နေခဲ့ပြီး ကျမငိုတန်းနေသားဖုန်းနဲ့ပြင်နေခဲ့တယ်။ကျမတည်တယ်။အခုလဲငိုနေမယ်ဆိုတာ။အခုအချိန်မှာအခုတိတ်ဆိတ်ခြင်းကကျမငိုတန်းနေထက်ပိုကျနေနေမလား။အဲ့ဒီနေ့ကမိုးရေအရင်ရွာနေခဲ့တာ။မြို့ထဲမှာကားလန်ဘော်တီရေတွေတက်တယ်လို့သတင်းတွေကြားရတယ်။မေငယ်အလုတ်သွားပြီ။မနက်စာပြင်ခဲ့တယ်။မြန်မြန်စာနော်။ဟုတ်ကြည့်ဆိုင်ပါငယ်။မေလည်းပြင်သွားမှာ။ စ္စည်းဝယ်စရာရှိလို့နောက်ရက်မှသွားပါလားမေရေတွေကြီးနေတာမြို့ထဲမှာငယ်ပါဝယ်လာခဲ့ရလဲပါဝယ်မလို့လဲဟွန်းမေပါသာသွားလိုက်မေอืมအမခရူးဆိုင်တက်တာနော်ကျမအချင်းကလှုပ်ချင်တာရှိရင်ဘယ်လိုလူဘယ်အကြောင်းတရားကမှအဖြစ်စီမခံအပြတ်မခံတဲ့ရအောင်လုပ်တတ်တယ်ရေးကြီးတဲ့နေ့မှပဲကျမဟာမြန်မာဝိဆုံကြီးဝိလျက်ဝိဆုံနဲ့ကျမလိုက်တယ်ထင်တယ် အကိုဟာအကြည့်ကိုကျမစီကတစက်ကလေးမှမလွဲအပြင်သွားမလို့လားအင်းကီယူဆိုင်နော်အင်းတင်းရင်နဲ့ကွာကိုကိုချစ်လားချစ်တာပေါ့ဒါဆိုပြုံးပြပါဇက်စီစီပိတ်ကပြုံးပြလိုက်ပြီးစားနောက်ကရှာလဲထုတ်ပြလိုက်တယ်ကားပေါ်ရောက်တဲ့အထိအကိုစာရီဆက်တိုက်ပို့နေခဲ့တယ်ထီးယူသွားတယ်ဟုတ်လားကားပေါ်ကီယူဆိုင်နော်ထိုင်ကုန်ရလားရောက်ပြီလား စိတ်မချဖြစ်နေပြီးဖုန်းတွေလည်းခေါ်နေခဲ့တယ်။ရေတွေကဒူးလောက်ထိတက်နေတာမို့အမြန်ဝဲခြင်းပေမဲ့လည်းပစ္စည်းကရှာမတွေ့။မိုးရေတွေလည်းဆူရွှဲလျက်နှစ်နာရီကျော်မှအိမ်ပြန်ရောက်ခဲ့တယ်။ဘာသွားဝယ်ရလဲ။ For you ကိုတလားခဏနောက်မယ်မေပင်မလာလို့အဲ့ဒီနေ့ကသူဆိုင်ပဲချိန်သိမ်းသွားလဲတော့မသိအစောကြီးအိပ်ပျော်သွားခဲ့တယ်ည7နာရီလောက်သူ့စီက အိပ်ပြီလားလို့စာဝင်လာမှလန်နိုးလာခဲ့ပြီးငယ်နိုးမှဆိုလို့အတန်ကိုပိတ်ပစ်လိုက်တယ်။မင်းဒီနေ့အရန်လာတယ်။ဘာတူလဲ။ကိုသမီးလေးကိုပြောတာပါ။မင်းကပါမနာလို့ဖြစ်။အိုးဖြစ်မှဖြစ်ရမနာလို့ဇာပါအကြောင်းရှိလို့လဲ။မနက်ကရှာထုတ်ပြသွားတာလေ။အနာမှရှင်ဆွဲနှမ်းပစ်လိုက်မှာ။စရာ哦စရာလေးကိုချစ်လို့ပေါ့ကွာ။ စ်တဲ့မင်းကလေးရဲ့လွန်ခဲ့တဲ့ဆယ်နှစ်ကမင်းဘယ်ရောက်နေခဲ့တာလဲကွာကျမကိုထဏာတင်စေခဲ့ပြန်ပြီမင်းကိုစားဖို့ခြင်းတို့ကိုစောင့်နေတာအမျိုးသမီးရော ရှိတယ်သူကအခန်းထဲမှာအိတ်နေတယ်ကိုကအပြင်မှာစာရီဖြက်ရဲ့လားအင်းဖြက်ပါတယ်နားတော့နားတော့ဒါပဲနော်ကိုမနဲ့ဆော့ဆော့လာခဲ့မင်းဟုတ်တတား မနက်7:22မိနစ်မှာဖုန်းတစ်ခါဝင်နေကြာသွားတယ်။နောက်မနက်2:33မိနစ်မှာဖုန်းထပ်ဝင်လာတယ်။ကျမစိတ်ထဲခုနေတာနဲ့ကြိုင်ပြီးမှဘာမှမပြောဘဲပြန်ချလိုက်မိတယ်။နောက်ဆုံးမနက်2:40မိနစ်မှာစားတစားဝင်လာတယ်။မိမကမေးနေတယ်ဘာတူလဲတဲ့။အဲ့ဒီစားကိုမြင်ပြီးချိန်မှာကျမရင်ထဲကပြန်ဝင်နေတဲ့လက်ပြပေါင်းတစ်ထောင်မကဟာကျမခန္ဓာကိုယ်ကိုပြန်ကပ်လာခဲ့တယ်။ အကူဟာမိမရှိတယ်။အခုတီသွားပြီ။ဒီစားဟာအကူပို့တာမဖြစ်နိုင်ဘူး။အကူဟာအစောကနှုတ်ဆက်သွားခဲ့ပြီးပြီ။အိုးမနေ့ကငါကိုရန်လာ တွေ့ကြလိမ့်မယ်။ငယ်နေပြဒနာတတ်ကြတော့မှာပဲ။အဆောင်ပြောင်းရမှာ။ဟုတ်တယ်ဆိုတဲ့အတွင်းနဲ့ပစ္စည်းတွေထားသိမ်းနေမိပြန်နေ။ငါဘာတွေလုံခဲ့မိပါလဲ။ဟမ်အကူရောစာတွေဖြတ်မိရဲ့လား။တွေ့သွားပြီလား။သူတို့တွေရန်ဖြစ်နေကြလားမသိဘူး။ အကိုအစင်မပြေးရလားတွေးရင်တွေးတိုင်းဖြစ်နေချိန်မှာတော့အကိုကိုတွေးစိတ်ပူနေမိခဲ့ပြီးတညာလုံးအိတ်လို့မရခဲ့မနက်ပြန်ပါဖြစ်မလဲလို့တွေးကငိုယူနေမိတယ်မနက်6နာရီမှကျမခနာမငိမ့်လို့ငယ်နိုးလာတယ်ငယ်သူတီးသွားပြီထင်နေငယ်ရဲ့ဘသူလဲမေဘသူလဲရင်အကိုအမျိုးသမီးနေသူကဒေါသတကြီးနဲ့ပြောရင် အကိုပို့ပြီးအရှက်ရနာကျင်ရလိမ့်မယ်ငယ် မင်းအဲ့လိုအကူကိုမနာကျင်စီခြင်းဘူးငယ်ရဲ့လုတ်ပါအောင်မင်းတတိလေးပါလေးထားပါအောင်မင်းရဲ့ငဲ့အတန်တွင်လဲငိုတန်ပါနေခဲ့တယ်။နောက်တနည်းမနက်7နှစ်အထိအကိုဆိုင်လာမခင်ပိုပြီးစိတ်ပူခဲ့ရတယ်။အကိုအစင်မပြေရလားမသိဘူး။မိမနဲ့ရန်ဖြစ်ကွဲပြဲထိုးချိတ်မှုတွေဖြစ်နေပြီလား။အဲ့လိုဖြစ်နေပြီလားမသိဘူးနော်ငယ်။ ငယ်ရောကျမရောအကိုဆိုင်ခင်းမဲ့အချိန်ကိုစောင့်နေခဲ့ကြတယ်။ဝရဏာမှာထလိုက်ထိုင်လိုက်ထွတ်ထွတ်ကြည့်နေတဲ့ကျမကိုငယ်ကလက်ကိုလာကိုင်းပြီးပင်မနေပါပြီမေရဲ့။ဘာစကားမှမပြောပြခဲ့။အဲ့ဒီတနေ့လုံးအကိုဆိုင်သာမခင်။အရှင်ဖေဟာတပည့်တော်မဟာအဲ့ဒီအမျိုးသားကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့နှလုံးသားစီရာကိုလိုက်ခဲ့မိပါတယ်ဖေဟာ။အခုတယောက်နာကျင်သွားပါစေ။ ဖြစ်စည်းသွားပါစီဆိုတဲ့ရည်ရွယ်ချက်မျိုးမရှိခဲ့ပါဘူး။ဤသစ္စာမှန်ကန်ခဲ့ပါကအကိုတို့ပြန်လဲအဆင်ပြေပါစေဖရာ။မျက်ရည်တွေနဲ့ဖရာရှိဒူထောက်သစ္စာဆိုနေမိခဲ့တယ်။နောက်တနေ့ညနေ3:00နာရီထိဆိုင်မဖွင့်သေး။ဒါဆိုတေချာနေပါပြီ။အကိုတို့တခုခုဖြစ်နေကြရော့ပေါ။နှစ်ရက်တောင်ဆိုင်လာမခင်းနာ။သူတို့လာတဲ့နေ့ကျတေချာပေါက်ပြဒနာတက်ကြရတော့မယ်။ ငါကြောင့်အခုရောငယ်ပါအရှက်တကွဲအကျိုးနဲ့နာကျင်ခံစားရတော့မယ်။ငယ်မေတို့ပြောင်းရအောင်အခုပြောင်းရအောင်ငယ်နော်။မရဘူးလေမေဒီတလားတော့ဆောင်ရမှာပဲ။မေကြောင့်နေတယ်ငယ်ရဲ့မေကြောင့်ပြဿနာတွေမဖြစ်စေချင်ဘူး။ဘယ်လိုလုပ်ရမလဲငယ်။မေတယောက်တည်းသွားရမလား။ငယ်ကိုလာမင်းရင်မတီးဘူးပြောလိုက်လေနော်။မေနေအောင်နေအောင်အင်ကြီးတွေထည့်လိုက်အောင်မေ။ ဟမ်ဒါဆိုသူတို့တွေကငဲ့ဝိုင်းပြောကြမှာပေါ့စိတ်ကိုငြိမ်ငြိမ်လေးထားပါမေယူသွားလိုက်မယ်ယူသွားလိုက်မယ်တိလားဘာရင်းဖြစ်ဖြစ်ဖြစ်လာတဲ့ပြဿနာတူတူရင်ဆိုင်ကြမယ်ငဲ့တယောက်လုံးရှိတယ်ဒါပေမဲ့စိတ်လေးကိုတော့ခဏလောက်အနာပေးလိုက်ပါအောင်ဟာနော်